ิมูลีวัตาตเดนเนุพานังสังหาคุณนี้นเวมบาลสตงเยนีนันนาคุมนายเอเฉงทบยันเจนบิงลาเป็นเลออจีอินีมาบิงลาเป็นเลออมเยาปายด้วยอัญญาอาทพนตายาเนบีบิงลาเป็นเลออเลไปด้วยเตอเนงเงบทิโทนีกากะปลีเป็นเลเบียนเนือแจมบิงลาเป็นเลออรูด้วยเตอเตนเตนมาเตงทูทันนีบาดี ယနေ့ညနေအထိခမန်းချက်မှာတနင်္သာရီတိုင်းဒေသကြီးတွင် နေရကျဲကျဲနှင့်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရကွက်ကြားမိုးထချုံရွာမီရွာရန်ရခိုင်နှုံးပြည့်ဖြစ်ပါသည်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိုင်အသင့်အသင့်ဖြစ်ထုံမီ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာတနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရာရာနေရာတစ်လျှောက်တွင် မိုးရွာစွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်တရီပြုတ်နိုင်ပါရန်အထံပြုတ်အပ်ပါသည်မြမပင်လေပင်လိုင်းအသင်းအသင်းရှိမည် လွန်အင်းမြန်မာမြမကံယိုဒန်တချောင်းနှင့်ကမ်းလွန်ပင်လေပြင်တို့တွင်ငါပေမခုနှစ်ပေခန့်ရှိနိုင်ပါသည် အပူပိုင်းမုန်တိုင်းဖုံးဖုံးသည်ထိုင်ဝမ်တောင်ပိုင်းကိုယနေ့ဗိုလ်ရဟူးနေ့တွင်ကုန်းတွင်းပိုင်းကိုဝင်ရောက်မီဖြစ်သည်တိုင်ဖုန်းမုန်တိုင်းဖုံးဖုံးသည်နိုဝင်ဘာလ12ရက်လေးလေပိုင်းတွင် ထိုင်ဝမ်အနီးပလေပြင်းမှ တနာလီလေတိုင်နှုန်း90မိုင်ဝန်းကျင်ရှိ အပူပိုင်းမုန်တလုံးအဖေဆက်လက်တည်ရှိနေပါသည် မုံတိုင်းသည်ဘူရဟုနှင့်ညပိုင်းသို့မဟုတ်ညပိုင်း၌ကာအိုရှုံးတို့သို့မဟုတ်ပင်တွန်ကုန်းတွင်ပိုင်းကိုဝင်ရောက်နိုင်သည့်နိုဝင်ဘာလ23ကြာသပတေးနေ့အစောပိုင်းမှာထိုင်ဝမ်အရှိတောင်ပိုင်းတိုက်တွန်းခရိုင်ကိုဖျက်၍ထွက်ခွာမည်ဟုထိုင်ဝမ်မိုးလေဝသတင်းအရာသိရပါသည်ဖုံဖုံသည်အထူးသဖြင့်ထိုင်ဝမ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်မိုးတဲတံဘွာရွာသွန်းမီထစ်ပြီးမုန်တိုင်းချင်းကတ်လာချိန်တွင်လည်းထိုင်ဝမ်တောင်ပိုင်းတို့တွင်မိုးတဲတံဘွာရွာသွန်းနိုင်ပါသည် မုံတိုင်းနာ ထိုင်ဝမ်မှထတ်ပြီးအရှိအရှိမြောက်သို့ရွေ့ရပြီးနိုဝင်ဘာလ15မှာပင်လယ်ပြင်အတွင်းအောက်လျောက်ပြည့်ပြည့်သွားပြီဖြစ်ပါသည်နောက်နေ့ရက်အထခတ်မန်းချန်မှာစကိုင်းတိုက်ဒေသကြီးအထပိုင်းကရင်ပြည်နယ်ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနှဲငယ်လော့နေနိုင်ပါသည်ဤပြည်တို့နှင့်အနီးတစ်ဝိုက်အတွက်ညနေညနေအထိခတ်မန်းချန်မှာအများအားဖြင့်တာယာမီ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာတိမ်အသင့်ကျင့်ဖြစ်တော်မီမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာအများအားဖြင့်တာယာမီ